မြန်မာနိုင်ငံမှာလက်ရှိစီကိန်း၈00အရှာအာရှကပစုစည်းသိဆောင်ဆောင်နဲ့ရခဲ့တာဆိုရင်ဒီကျွန်တော်ပြပဲရှိပါတယ်နောက်ကြတော့ဟောမှာနှစ်ကြိမ်မြောက်ရတယ်ဆိုတာလည်းဒီတော့ပထမဦးဆုံးကစားသမားတယောက်ပါတော့လုံနိုင်မလားမလုံနိုင်ဘူးလားနောက်တစ်ခုကကိုယ်ပြန်မေးရပါတော့မင်းလုံနိုင်လားမင်းလုံနိုင်မှာမင်းလုံမင်းမလုံနိုင်ဘူးမလုံနိုင်ဘူးသူများကကိုကျွန်တော်တိုက်ခိုက်ဖို့အစီအစဉ်မရှိဘူးသူများကကိုဟို ဂျေဝင်းမိုးလည်းကြောင့်မှအစီအစဉ်မရှိဘူးအဲ့အချိန်တွေအကုန်လုံးကကျွန်တော်ကိုကျွန်ပြန်တိုက်ခိုက်တယ်ကျွန်တော်ကမင်းကုန်းကိုပြန်မေးနေတယ်ပြန်မှာကျွန်တော်ကယူမထူးလို့ယူကြီးလို့ပဲကျွန်တော်တယောက်တည်းအဲ့လိုပဲကိုယ့်ကိုပြန်မေးတစ်ခါကျရင်တယောက်တည်းစကားတွေပြောချောင်းပြေချောင်းပြေခါသားချက်ကတော့ဟိုဘယ်လိုပြောရမလဲနှစ်ထပ်ဆိုတော့ကျွန်တော်ခုနကျွန်တော်ပြီးခဲ့တဲ့နေ့ကပြောခဲ့လို့ပဲသိရမလားနံပါတ်1ဖြစ်ဖို့အတွက်ကိုလွယ်တယ်ကျွန်တော်တို့က အဲချန်ပီယံဂုံထိမ်းမှုကတော့မလွဲပါဘူးအဲမလွဲတော့ကြာချန်ပီယံဂုံထိမ်းမှုတော့ကျွန်တော်မှာဖီယာအများကြီးရှိတယ်ဒါဒီဘွဲကိုကျွန်တော်ပြန်ဖို့တော့လည်းပြင်ဆင်တယ်ပြင်ဆင်တဲ့အခါမှာလည်းကျွန်တော်ဆရာသမားတိုင်ပြီးတိုင်ပြီးပြီးအခါမှာဆရာသမားဆိုရင်ကျွန်တော်ကိုအနည်းဆုံးပေါ့နော်၈လလောက်အချိန်တောင်းတယ်၈လလောက်ကိုမှအားပါဆိုကျွန်တော်ကအရင်ဆုံးတမန်ကစားရတယ်ပြီးွားရင်ဘကင်လောက်တယ်ဘကင်ဆိုတော့ကျွန်တော်ဒုထိန်ကာလာပေါ့နော်အဲ့ဒါတင်တယ်ပြီးွားလို့ရှိရင်ထပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့အဲ့ကတ်တင်လောက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အပိုင်းပိုင်းလေးပေါ့၂လ 3လ6နောက်လည်း3လပဲ8လအချိန်ယူပြီးတော့တွားတယ်အ25ပိုင်းလေးဆိုအများကြီးပြင်သွားတယ်အပိုင်းရှိတယ်အဲ့တော့ဟိုပို့ပြီးတော့ဒီဘွဲကပို့ပြီးတော့ပြန်မှန်းတယ်ပေါ့ဟုတ်အဟုတ်တယ်ဒါကိုစံချင်ကိုပြန်ချိုးသလိုလည်းဖြစ်တယ်နောက်ပြတော့မြန်မာနိုင်ငံကာယပလာတမိုင်းတစ်လျှောက်မှာဆိုရင်ဒီဟာလုံးဝမရှိသေးတဲ့တမိုင်းတစ်ခုကျွန်တော်ရေးထိုးတာပေါ့နော်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာလက်ရှိစီကိန်း၈00အရှာအရှာကပအစုတသိမ့်စုံစွာနဲ့ရခဲ့တာဆိုရင်ဒီကျွန်တော်တရားပဲရှိပါတယ်နောက်ကြတော့ အာဝေါ်မှာနှစ်ကြိမ်မြောက်ရတယ်ဆိုတာလေဒီတော့ပထမဦးဆုံးကစားသမားတယောက်ပါဟုတ်တော့ကိုဖီးအားရှိတယ်ဖီးအားရှိတယ်ဖီးအားဘာလို့ရှိတယ်ဆိုတော့ကိုဖီးအားပါလဲဆိုတော့ငါလုံနိုင်ပါမလားငါရပါမလားနောက်ကြတော့ဟိုကိုကိုမင်းကုန်းထုတ်တဲ့ဟာအများကြီးပြန်ရတယ်နောက်တစ်ခါပါလဲဆိုရင် ကိုကိုမင်းကုန်းထုတ်တယ်ကိုတီးလိုက်ရပြီစေအများကြီးပြန်ဘာလို့လဲဆိုရင်ကျွန်တော်လုံနိုင်မလားမလုံနိုင်ဘူးလားနောက်တစ်ခါကိုကိုပြန်မေးတယ်ပေါ့နော် မင်းလုံးနိုင်လားမင်းလုံးနိုင်မှာမင်းလုံးမင်းမလုံးနိုင်ဘူးမင်းလုံးတယ်သူညာကကိုကျွန်တော်တိုက်ခိုက်ဖို့အစီအစဉ်မရှိဘူးတော့သူညာကကိုဟိုဂျေဝင်းမိုးလဲကြောင့်မှအစီအစဉ်မရှိဘူးအဲ့အချိန်တွေအကုန်လုံးကျွန်တော်ကိုကျွန်တော်ပြန်တိုက်ခိုက်တယ်ကျွန်တော်ကမင်းကုန်းကိုပြန်မေးတယ်ကျွန်တော်ကစားတဲ့အတိုင်းကစားချိန်ညော့ကစားကျွန်တော်တယောက်တည်းကစားရတယ်ကစားလို့ရှင်ကျွန်တော်ဟိုအချိန်ညော့ပြည့်သွားလို့ရှင်တော့မင်းနောက်တစ်ချိန်လုံးနိုင်လားကိုယ့်ကိုပြန်မေးအယူကြီးလို့ပဲတဲ့မှာကျွန်တော်ကယူမှထူးလို့ယူကြီးလို့ပဲကျွန်တော် တယောက်တည်းအဲ့လိုပဲကိုယ့်ကိုပြန်ပြီးခါကျန်တယောက်တည်းစကားတွေပြောပြောပြီးတော့ကိုယ့်ကိုပြန်ပြီးသုံးတက်ပြောမင်းလုံးနိုင်လားလုံးနိုင်တယ်မင်းလုံးနိုင်လို့လုံးခဲ့ပြီဒီရောက်နေပြီသိဆက်သွားလीဘာလို့ရက်နေတာလဲကိုယ့်ကိုပြန်ပြီးရဲ့အဲ့လိုမျိုးထွေကန်းတော့ကိုယ့်ကိုတယောက်တည်းဆိုတော့တယောက်တည်းမေးပြီးတော့မင်းကိုထုတ်ပြီးဖိအားတွေအများကြီးနဲ့ကျွန်တော်ဒီဘောဆက်ခဲ့တာဟုတ်ဟုတ်တယ်ကျွန်တော်ကလူတစ်မျိုးဟိုကိုဘောနော်ဖိရဲ့200ကျွန်တော်အများကြီးပဲဒီပွဲထပ်လုပ်တဲ့ခါကျတော့ဖိအားအများကြီးပြီးကြတယ် မင်းလုံနိုင်လားဆိုတာထက်ကိုနောက်ကျွန်တော်ပေါ့နော်မလုံနိုင်ဘူးဆိုတာကိုသူတို့ကပြနောက်ကြတော့ဟိုချိုးကကျွန်တော်ပြိုင်ဘက်တည်းရှိလို့နောက်ကြတော့အခုလက်ရှိရှိတဲ့မြန်မာနိုင်ငံပေါ့နော်အများကြီးပေါ့ကစားသမားတွေကျွန်တော်မလုံနိုင်ကျွန်တော်ကကိုယ့်အကူပိုးချိုးခွက်ချိုးလုပ်တယ်ကိုယ့်အကူဟိုတိုးတိုးတိတ်တိတ်လုပ်တယ်ကျွန်တော်တခုမှမတင်ပြဘူးနိုင်ငံကြီးကပြိုင်ဘက်တည်းကျွန်တော်စောက်ကြည့်နေတာစောက်ကြည့်နေလို့ကျွန်တော်ဒီနေ့ချိန်တွေပုံကိုတင်တော့တင်နေတဲ့အတိုင်းပဲအများကြီးမတင်ဘူးသူများလုံးကျွန်တော်စော့နေတဲ့ကျမ်းမာရေး ဘာညာအဲ့လောက်ပဲတင်တယ်အဲ့ရှစ်လလုံးလို့ကျွန်တော်ဟိုတော့တူတူဝဝနဲ့ပေါ့နော်ကစားနေသူများမိလို့ရှိရင်ကျွန်တော်အမပြိုင်ဘူးကျမကြီးကျွန်တော်အဲ့လိုပဲပြောပြီးကျွန်တော်ကစားခဲ့တယ်နောက်ကြတော့ကျွန်တော်အခုနိုင်ငံသားပြိုင်ဝဲသွားတဲ့ခါမှာကျွန်တော်ရဲ့ပြိုင်ဘက်တွေတွေ့တယ်ကျွန်တော်ဘူးရှိုးရှိုးတာပဲကုန်လုံးအဲ့ကျွန်တော်ပြောရကျွန်တော်အခုပါလာတဲ့ညီလေးချမ်းမြေရောနိုင်ညီမလေးနှစ်ယောက်ပေါ့နော်စုစုရောညီမရောပြောပြရငါ့ဟိုကသူတို့အဲ့လိုကြည့်ကြတယ်ငါတော့ကြည့်မှာပေါ့ဆရာချမ်းမြေရံပဲလေအကုန်လုံးကကျွန်တော် ြောခဲ့လို့ပဲသိမလားဟိုချန်ပီယံချန်ပီယံဆိုပြီးအကုန်လုံးနှုတ်ဆက်တယ်အကုန်လုံးကကျွန်တော်ပဲစောက်ကြည့်တယ်ကျွန်တော်ကလည်းအရှင်းဆုံးပြောရင်ကျွန်တော်သွားတဲ့ခါမှာလဲကျွန်တော်တူတူတော့ပဲပဲသွားတယ်သူတို့မသိဘူးကိုရောက်မှသူတို့တွေ့မှာဟာလို့ဘယ်တန်းလဲမေးလို့မှကျွန်တော်ကအဲငါ75ပြန်မှာဆိုမှသူတို့ဟာဟင်းအဲ့လိုဖြစ်ကုန်ကြတယ်ဒီခုလက်ရှိရှိနေတယ်ပေါ့နော်ဟိုဟာအဲကျွန်တော်ကြီးကာဗလာတိုင်ဝမ်မှာဆိုမလုံးနိုင်ဘူးမဖြစ်နိုင်ဘူးကျွန်တော်ဆိုပြောတော့အများအား ဒီကောင်ကအပေါ်ပိုင်းမရှိဘူးချက်မရှိဘူးပေါင်မရှိဘူးပေါင်ရှိလို့ကောင်ရတာဒီကောင်မလုပ်နိုင်ဘူးဒါပေမဲ့ကျွန်တော်ကသူတို့မတိုက်ခိုက်ဘူးကျွန်တော်ပဲတိုက်ခိုက်တိုက်ခိုက်သူတို့တိုက်ခိုက်မဲ့အချိန်ကကျွန်တော်ကိုသူတို့လာတိုက်ခိုက်မဲ့အချိန်ကသူအချိန်ကုန်နေပြီဒါကြောင့်ကျွန်တော်သူမတိုက်ခိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကကျွန်တော်ပြင်ဆင်တဲ့အတွက်ကြောင့်ကျွန်တော်ကပို့ပြီးတော့ quality ပို့ကောင်းလာတယ်အရေးသွေးပို့ပြီးမြင့်လာတယ်ကျွန်တော်ပို့ပြီးတွန်းရတာသူတို့ဟိုကျွန်တော်ကိုပြောလေကျွန်တော်ပို့လုံးပြလေပဲအဲ့တော့သူတို့မဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုကျွန်တော်အခုချပြနိုင်တယ်ချပြီးလုံးပြနိုင်တယ် ။နောက်ကျတော့ပို့ပြီးတော့လည်းကျုပ်ကြိတ်ပြီးတော့လုံနိုင်တယ်ပေါ့။စူးစားနိုင်တယ်ပေါ့ဟုတ်။မျက်ရည်မကျတာမဟုတ်ဘူး။အဲ့ဒီနိုင်ငံတော်အလှန်တချင်းဆိုတဲ့အချိန်မှာပီတိတော့ဖြစ်တယ်။ဟိုးနိုင်ငံတော်အလှန်ဟိုးနိုင်ငံကအလှယ်မှာလှည့်ပြီးပေါ့နော်။ထူရတဲ့အတွက်တချင်းဆိုရတဲ့အတွက်ကိုယ်အဲ့ဒါပဲလှုပ်ချင်တာ။ဘာဖြစ်လို့ဆိုတော့ဒါမဲ့ကျွန်တော်နောက်ထပ်ပေါ့နော်ပြောချင်တာပါဆိုကျွန်တော်အခုလက်ရှိ ရတ္တီနိုင်အောင်လို့ပေါ့နော်။ကျွန်တော်ရဲ့ပေါ့နော် main sponsor တွေပေါ့နော်။ဒါဆို MBI ပေါ့နော်။ MBI ဆိုရင်ကျွန်တော်ရဲ့ ဘဲဆိုတာတနစ်စာလို့ကျွန်တော်ကိုစာရုပ်ချုပ်ပြီးတော့သိန်းတစ်ထောင်ပေါ့နော်စာရုပ်ချုပ်ပြီးတော့ပေးထားပါတယ်အဲ့တော့ကြောင့်ကျွန်တော်အဲကျွန်တော် MBI လေးချောင်းလိုက်ရတဲ့ဒီဓမ္မကပေါ့နော်လှုပ်ဆောင်နိုင်ပြီးတော့ပြန်တန်းနိုင်ပြီးတော့ပေါ့ကောင်းမွန်တဲ့ဝန်ဆောင်မှုပြီးပြီးတော့ဒီဓမ္မကဟိုနှစ်ရှည်လာများစွာမကနော်နောက်10ဆုနှစ်မကနှစ်100ကျော်တိုင်အောင်စီစဉ်နိုင်ပြီးတော့ပေါ့နော်လုပ်ငန်းကံစတယ်ကိုတိုးတက်ပါစေနောက်တစ်ခါတခုကကျွန်တော်ဒီနီပေါ့နော်ဟာကျွန်တော်ရှိရဗီနီဖစ်နက်ပေါ့နော်ဒီကိစ္စကကျွန်တော်တို့ လက်ရှိကျွန်တော်ကိုစပွန်ဆာပါเนาะဒါမှသာခံထားပါတယ်အဲ့မှာဆိုရင်ကျွန်တော်ကလက်ရှိဘာသာသူတို့ရဲ့လုပ်နေတဲ့သူလုပ်နေပြီးတော့ကျွန်တော်တို့လက်ရှိဂျင်းပစ္စည်းတွေရောင်းဝယ်လုပ်နေတယ်နောက်ကြကျွန်တော်တိုင်မဲသွားတဲ့အခါမှာနောက်က supporting ပေါ့เนาะဟိုအကုန်လုံးပေါ့เนาะစားသရရာထွက်စုဖက်နက်အိမ်ရာစနောက်ကြချင်းကျွန်တော်ရဲ့ nutrition သွားတဲ့ဟိုဆေးတွေဘွားစအကုန်လုံးပေါ့ support ပေးတဲ့အတွက် ကျေးဇူးများတင်ပါတယ်ဒီတမကလည်းတိုးတက်ပါအောင်မြင်ပါစေအာဒီကကျွန်တော်ဝမ်းသာကြတဲ့ခုကပါတယ်ဆိုတော့အဲ့ဘီနီဖိနစ်ကပေါ့နော်ကျွန်တော်ကိုကူပြလာလို့လဲဆိုပြီးတော့ရွှေစေးကြီးရလာတော့တူရီရရလာတော့ဆိုပြီးတော့သိန်း300ဟမ်နော်ခေါ်ပြီးပေးပါဦးမယ်တဲ့အာဒိတ်တယ်စောက်ကြုံနော်ကြည့်လိုက်အောင်ကျေးဇူးပါကျေးဇူးပါချမ်းပြေချမ်းပြေ